ိကတော့နေတိုးရဲ့ပုဂ္ဂိရဲ့နဲ့ရိုက်ချင်တာကားကောင်းကောင်းရိုက်တယ်ငွေကောင်းကောင်းသုံးတယ်ဆိုပြည့်တဲ့တည်တယ်အဲ့လိုကားမျိုးတေချာလုထားတဲ့ကားမျိုးဆိုပြည့်တဲ့အငင်းပြည့်လာပြည့်တဲ့ဘက်ကအငင်းတောင်းဝင်ကြည့်တယ်ဒါကြောင့်မလို့တောင်းဝင်ကြည့်တဲ့ပြည့်တဲ့ကိုကိုရောကလည်းတောင်းဝင်ကြည့်တဲ့ထုတ်လုပ်သူတယောက်အနေနဲ့အကောင်းဆုံးချပြရတဲ့အနေနဲ့နေတိုးပုဂ္ဂိဆိုတာကိုတွဲလိုက်တာပေါ့နော်များတယ်သူများရုပ်ရှင်ကနှစ်ကားကျော်စားလောက်ကိုပုံမှာများတယ်ဟုတ်တယ် ရုပ်ရှင်ဇာတ်ကားကြီးအောင်ဆိုရင်မြမရုပ်ရှင်လောကရဲ့ထိတ်တန့်တရုပ်ဆောင်နှစ်ဦးဖြစ်ကြတဲ့လေးချက်ကောင်အကယ်ဒမီဆုရှင်ဒေတိုးနဲ့သုံးချက်ကောင်အကယ်ဒမီဆုရှင်ဖူဖီတို့ရဲ့စေစုနှစ်အကြောင်းပါတင်လေစုံစည်းပြီးတရုပ်ဆောင်ကြမယ်ရုပ်ရှင်ဇာတ်ကားကြီးလေးဖြစ်ပါတယ်ခင်ဗျာ Drink Gang Crew အဲ့ဒါကဘယ်လောက်ထိအောင်ရှင်းယူခဲ့ရလဲအဲ့ဒါပြောပြပါလေးနှစ် င်းလင်းလောက်အချိန်ယူရတယ်ဇက်ကိုခန်းနာပြန်ပြင်ရတယ်အဓိကတော့ဟိုနေတိုးရဲ့ဖူးဖူးရဲ့နဲ့ရိုက်ချင်တာလက်ချင်တာဆိုအဲ့ဒါကိုနေတိုးတို့ဖွေးတို့လက်ခံလာအောင်အများကြီးပြင်ဆင်ရတာပေါ့နော် သူဖြစ်ချင်တဲ့အိမ်မက်လေးကိုစတင်ပြီးတော့ခြိလန်းနှမ်းလိုက်တဲ့နေလေးပေါ့နော်ဖြစ်နေတာတော့မဟုတ်သေးဘူးဖြစ်ဖို့အတွက်ကိုစပြီးတော့ရှောက်တဲ့နေဆိုတော့အဲကိုယ့်ရဲ့ရှောက်မဲ့ရှိဆက်မဲ့ခီးတွေအားလုံးကအဆင်ပြေရှုံရှုံဝင်းဝင်းနဲ့ဖြစ်ဖို့အတွက်လည်းကိုယ့်ကိုယ်ကိုစိတ်ခွန်အားတွေလည်းပြန်ပေးပြီးတော့အရန်ကိုယုံကြည်ချက်နဲ့ရှိအောင်လို့မူတာဘေးရနေချိန်လုံးပြောပေးရပေါ့နော်အဲ့တည်းလေကိုကိုကျေးဇူးများကြီးတင်ပါတယ်ကိုကိုကျေးဇူးလို့ကိုရှင်နီးပြုံနေဘူးတော်တော်လေးတို့ဒါတစ်စီချင်းလုပ်ခဲ့ရမယ်ဘယ်လောက်ကြီးအောင်ခက်ခဲခဲ့လဲဒီကာလမှာဟို producer လောက်ရတာတော့အိမ်မခက်ခဲဘူး။ဒါပေမဲ့ high budget သုံးပြီးရောရိုင်းမယ်ဟာဆိုတော့ခက်ခဲတာပေါ့နော်။ဘာလို့ဆိုတော့ return ပြန်ရတဲ့ဝင်ငွေတွေကအကန့်အသတ်ရှိလာတာ။သူတို့ညာလည်းပြည်သက်ကအဆင်အယံမြင်တယ်။ကားကောင်းကောင်းရိုက်တယ်၊ငွေကောင်းကောင်းသုံးတယ်ဆိုပြည်သက်သိတယ်။အဲ့လိုကားမျိုးတေချာလုပ်ထားတဲ့ကားမျိုးဆိုပြည်သက်အမြင်ပြည်လာတယ်။ပြည်သက်ဘက်ကအမြင်တာဝန်ကြီးတယ်။ဒါကြောင့်မလို့တာဝန်ကြီးတဲ့ပြည်သက်ကိုကိုရောကလည်းတာဝန်ကြီးတဲ့ထုတ်လုပ်သူတယောက်အနေနဲ့အကောင်းဆုံးချပြရတဲ့အနေနဲ့ မီတူဖွဖွေးဆိုတာကိုတွဲလိုက်တာပေါ့နော်။နောက်မီမျိုးမှာရိုက်မယ်။နေထွက်ရိုက်တယ်ဆိုရင်ကုချန်းစီကလည်းပုံများပါပေါ့နော်။နောက်တစ်ခုကလည်း post production ဆိုတာတေချာလေးကိုပါဖြစ်တာဆိုတော့ဟိုကျင်းနေပါရဲ့ဟိုပြိတ်သက်ကြီးတကယ်ဟိုစိတ်တိုင်းကြစေရမယ်ဟိုရွှေရှင်ကာကချင်ပါပါ။အဓိကတော့မစ်ဆက်ကလည်းအကိုရဲ့ตาပေါ့နော်။ကိုမွေသာตาပါ။မစ်ဆက်တစ်ကမစ်ဆက်တစ်ပဲ။အရန်ကောင်းတယ်အရန်စိတ်ချရတဲ့သူအရန်လုံးလုပ်တယ်။နောက်သူ့ရဲ့ creation တွေ အသူ့ရဲ့ကြိုးစားထုတ်မှုတွေ hard working တွေပါအရင်ကောင်းတယ်အဲဆိုတော့မစ္စကအသူ့ရဲ့ရှေ့မှာတည်းကသတင်းတွေမြန်နေနေဆိုတော့အောင်မြင်ပြီးသားပါတော့အဲ့ဒါအောင်မှာအကူက next level တစ်ခုကိုဟို star မြန်မာပြည်မှာနာမည်ကြီးဆုံးဆိုရဲမင်းသားကိုနေတိုးရဲ့မင်းသမီးဖွေးရုံနဲ့မှာတွဲပြီးတော့မှာပေါ့နော်နောက်ဝင်းပြေထုံးရဲ့ပေါ့မတူညီတဲ့ဟို industry ကလာတဲ့မင်းသမီးတယောက်ရဲ့တွဲပြီးတော့မှာလှုပ်ထားတာပေါ့ဟောဇက်ကားနာမည်ကမတက်နေရပါတော့နော် မစ္စတစ်တက်တော့ဘယ်သူနည်းရိုက်တန်နေဗျဟိုဟာလေမစ္စတစ်ကမစ္စတစ်ဖြစ်နေတာပေါ့ကျွန်ယုံကြည်မှုအပြည့်အဝရှိလို့ဒီအောင်လုပ်တာပါနော်အဲ့တော့ဘာဖြစ်လဲဆိုတော့ဟိုမစ္စတစ်အတွက်ကျွန်ထင်တယ်ဒီလို ကားမျိုးကမခက်ခဲဘူးကိုလီတိုးမှမဟုတ်ဘူးအဲမက်ခွေးမှမဟုတ်ဘူးဘယ်သူနည်းရိုက်မစ္စတစ်ကအောင်မြင်တဲ့ဒရိုက်တာပါအဲ့ဆိုတော့လေဟိုတိတ်ပြတ်နာရှိပါနော်နောက်တစ်ခုကဘာလဲဆိုတော့ဒီ မင်းနှဖုံးပေါ့ဒီဒီ cover design တွေပါကိုတို့စပြီးတော့ launch လုပ်ထဲရအဲ့အဲ့ idea တွေအားလုံးက miss ဆက်ကလုပ်တာအားလုံးက miss ဆက်တဲ့ idea တွေပါအကူကသူပါလို့လို့100% support လုပ်တယ်တိတ်တဲ့စိတ်ဝင်စားကိုတို့ပုံမှန်လေးလူပုံနေပိုင်းနဲ့ကိုတို့ချမပြတော့ဘူးလေ signature တစ်ခုပေါ့နော်လက်ကလေးနဲ့ကိုတို့ပြတယ်နောက်တစ်ခုကပြည့်တဲ့တရားထင်တယ် win return ပါနေတာကိုအငိမ့်ကားလို့ထင်တယ်လောကအငိမ့်ကားမဟုတ်ဘူးဟုတ်တယ်နော်ဒါကအငိမ့်ကားမဟုတ်ဘူးဟို လူငယ်တွေရဲ့အပြီးခေါ်อ่ะအဲ့ဒါလေဟိုပိုစတာတစ်ခုတက်လာတယ်ပုံမှန်ပိုစတာမဟုတ်ပို့ပြီးတော့ interested တာပေါ့နော်အဲ့ဒါကိုသူကလိုချင်တာတစ်တယ်စမ်းတယ်ဟို fresh အရန်ဖြစ်တာပေါ့နော်ပြိတက်ကြိုက်တာဒါမျိုးလေဟန်တရားထင်နေတဲ့ဟို creation တွေတဲ့ဆိုင်ဒီလိုတစ်စမ်းတဲ့ creation ကိုကြိုက်တာဆိုတော့ဟိုဇာကားနာမည်ကတော့မတန်မြာဆိုတာ character တွေအတွက်ပေးထားတဲ့နာမည်ပါ writer မင်းဆက်တဲ့အတွက်ကိုအားလုံးတို့ကတကယ်ကိုတူတူတန်တန်ဖြစ်တဲ့အပါအဓိကတော့သူ့မှာပါမီပါတယ်ဝင်းပြည်တော်ကရုပ်ရှင်ဘက်မှာလည်းပါမီပါနုပြည်တော်နုပညာမှာပါမီပါတဲ့သူပေါ့သူ့ဆိုညာလည်းသူကံပေးတဲ့လောက်ပဲနေရာတစ်ခုရခဲ့တာပေါ့အဲသူကဟိုအရေးချင်းရှိပြီးသားဆိုတာသူကံရှိတဲ့လောက်ရအောင်လို့ဒီကားလေးကိုပါဝင်ဖို့ကံလန်းလိုက်တာပေါ့ ပြေထွန်းကလည်းပဲအမှုတင်ရမှာအငင်းကရဲဆိုမတိဥဆောင်အနေနဲ့အခုမှကာကြီးရနေစားပြီးတင်နေကလေးတယောက်လိုပါပဲရှင်အဲ့တော့ပြေထွန်းကိုလည်းအပါရရှင်ပြီးတော့ဒီကောင်ကိုလည်းပဲလက်ခံပြီးတော့ရိုက်ကူပေးရဲအခုကုန်းနေတို့နဲ့မပွေဦးလည်းတကယ်ကျေးဇူးများတင်ပါတယ်ဒါကတော့ကိုမကျွမ်းကျင်တဲ့အရာဖြစ်တော့ဒါကကိုကဝါသနာအရသာယူသွေးရတာကြောက်တယ်ပေါ့နော်အဲ့တော့ပြီးတော့ကိုစုံရမယ်ဟာကလည်းတကယ်နိုင်ငံရဲ့ထိတ်တဲ့သေုပ်ဆောင်အမှုပညာရှင်ကြီးတွေဆိုတော့လေသူတို့တွေလည်းတူတူရရမယ်ဆိုတော့ ပို့ပြီးတော့စိတ်လှုပ်ရှားတာတဲ့ငါလုံနိုင်မှမလားပေါ့အဲ့လိုစိတ်တွေဖြစ်တာပေါ့ဒါပေမဲ့အကောင်းဆုံးတော့အမေငါမလုံနိုင်လို့မရဘူးဆိုတော့စိတ်တော့ကိုယ့်ကိုပြင်လို့ရပါတယ်အာ supply ကမဟုတ်ပြင်လဲပြောရရင်ဒီကားမှာဖွေးချင်းတွေဖွေးရဖွေးပါပဲဆိုတော့ဟောဖြစ်မှာပါနောက်တစ်ခုကခြာလီပေါ့ခြာလီကလည်းတကယ်ဟောဖြစ်လာမှာပြီပါနောက်နောက် character ဆိုဝင်းသိပြေထုံးပေါ့ဝင်းသိပြေထုံးကအာဒီမင်းမီးကဒီလောက်တော့လုံနိုင်လားဆိုတော့ အနေထားဖြစ်သွားလိမ့်မယ်ဒီကတော့ခုလုံးနိုင်လုံးနိုင်တော့ပေါ့နော်အဓိကတော့ဟို production လုပ်ပြီးတော့ဟိုကို့အမျိုးသမီးကိုမင်းသမီးတင်ရိုက်တာမဟုတ်ဘူးအားလုံးကအရင် match ဖြစ်နေတာပေါ့ပြောချင်တာကတော့ဘသူကြောင်းမလို့ဘသူမလို့ဒီကားမှာဟိုကန့်လန့်ခဲ့ပြီးတော့ခေါ်ရိုက်တာမဟုတ်ဘူး တကယ်ကိုကာရက်တာနဲ့လိုက်ဖက်နေတဲ့အတွက်ဒီအမှုညာရှင်ကိုကန်းလန်းပြရိုက်တာဖြစ်ပါတယ်။ဟုတ်ပါပါ။ဒါ high end budget သုံးမယ်လို့ပြောထားတယ်ဆိုတော့အခုနေဆိုရင်ဒါ3000နဲ့5000ကျားပေါ့နော်။ဒါကိုလိုလိုရှင်ရော6000နဲ့5000ကျားဖြစ်မှာဘယ်လိုမျိုးဘယ်လိုမျိုးဖြစ်မလဲပေါ့။ဒါတော်တော်လေးများတယ်။များတယ်။ဖြစ်ပြီ။များတယ်။ဟိုသူများရုပ်ရှင်ကနှစ်ကားကျော်စားလောက်ကိုပုံမှာများတယ်။လက်ရှိကာလပါဟုတ်တယ်အတိအကျတော့ပြောလို့မတော်ဘူးအဲ့လိုနှစ်ကားကျော်ဟုတ်ပါတယ်ဟို ဘန်ကောက်တို့ကမ္ဘောဒီးယားတို့ပေါ့နော်မလေးရှားတို့မှပြောဖို့စူးစမ်းနေပါတယ်။တော်တော်လေးလည်းခီးတော့ပေါ့နေပါဘူး။နောက်တစ်ခုကပြိုင်ပွဲကြီးပေါ့။ပြိုင်ပွဲမှာကျွန်တော်ဝင်ပြိုင်မှုလုပ်နေတယ်။တော်တော်လေးအဆင်ပြေပါတယ်။တော်တော်လေးလည်းခီးရောက်နေတာ။မတင်မရရုပ်ရှင်ဇာတ်ကားကြီးထွက်လာလို့ရှင်လေဝင်းရံပေးပါဦး။ချစ်ခင်ပေးပါဦး။ချစ်တဲ့စိတ်နဲ့ယုံမဲကိုလာကြည့်ပေးပါဦး။လို့လေးစားဆောင်နဲ့ခုခေတ်ရဖိတ်ပါရဲ့ရှင်။ဇာတ်ကားနဲ့မရတော့မတင်ပြရအောင်။ ဒါမဲ့ပြီးသက်တွေအတွက်တကယ်ကိုတန်နေစီရမယ်ရုပ်ရှင်ကဖြစ်ပါမယ်လို့ကျွန်တော်အမှားခံပါတယ်။ဒါကြောင့်မလို့ဒီမတမယာရုပ်ရှင်ကယုံတင်တဲ့အခါမှာပြီးသက်ကဝန်းရံပေးပါချစ်ခင်ပေးပါ မီဒီယာတွေကလည်းဝန်းရံပေးပါချစ်ခင်ပေးပါလို့ပြောချင်ပါတယ်ခင်ဗျာ။ကျေးဇူးပါ။ကျေးဇူးပါ။